Episode 5အယံနီယာ၌တန်ရှင်တရဲစွာနေထိုင်ခြင်းဆောင်းခေါင်းနီဆောင်းဤခေါင်းရင်းနှင့်ခြင်းရင်းစနှစ်ဖက်တို့ကိုပူး၍ခေါင်းလိုက်ပါ ောက်တစ်ချိန်ထပ်မံ၍ခောက်ပါအထွန်းခေါက်များရှိမနေစေရန်အစနှစ်ဖက်ကိုကင်၍လှောက်ခါပေးပါခောက်ထားသည့်အတိုင်းဖြာပေါ်သို့ခင်းလိုက်ပါအစွန်းနှစ်ဖက်မှာစ၍ညီညာစွာအတွင်းခောက်ခောက်ပါ မှတ်ချက်ဆောင်းခေါင်းဤနှင့်အခင်းခေါင်းဤမှာအတူတူပင် ဖြစ်ပါသည်ခြင်အောင်ခေါင်းဤခြိထားသောကျိုးကိုခြေရင်းမှစ၍ဖြုတ်ပါလက်နှစ်ဖက်ဖြင့်ခြင်အောင်ဤအထက်ပိုင်းတောင်စွန်းနှစ်ခုကိုပူးထားလိုက်ပါ ပူထားသောအစနှစ်ခုကိုလက်တစ်ဖက်ဖြင့်ဂိုင်ထားပါပူထားသောအစနှစ်ခု၏အတွင်းပိုင်းအလယ်နားစကိုကြံလက်တစ်ဖက်ဖြင့်ဆွဲယူပြီးခြင်နှောင်အထက်နားစနှင့်တပြေးတည်းဥကင်ထားလိုက်ပါအတွန်းအခေါက်များဖြစ်မနေစေရန် ပူကင်ထားသောလက်နှစ်ဖက်ဖြင့်အလိုက်သင့်လှုပ်ခါပေးပါညညာသွားပါကခောက်ထားပြီးသောဆောင်၏ပမာဏအတိုင်းဘေးတိုက်နှစ်ခေါက်ခန့်ခောက်ပါ ညီညာအောင်လှုပ်ခါပေးပါဒီနေ့ဘေးတိုက်ခောက်ထားသောခြင်တော်ဇာကိုလက်တစ်ဖက်ဖြင့်ကင်ထားလိုက်ပါခြင်တော်ဤခေါင်းရင်းပိုင်းကိုလည်းခြေရင်းပိုင်းကိုခောက်တဲ့ကဲ့သို့ညီညာစွာခောက်လိုက်ပါ ေးတိုင်းညီညာစွာခောက်ထားသောခြင်တော်စားနှစ်ဖက်ကိုကန်၍တွန့်ခေါမှုမရှိစေရန်လှောက်ခါပေးပါလောက်ခါပြီးရင်ဖြာပေါ်သို့ဖြန့်ခင်းလိုက်ပါနားစများထွက်မနေစေရင်ညီညာစွာညှိပါ ပြီးရင်ဆောင်းခေါင်းဤအတိုင်းအလိုက်တဲ့ခောက်ပါကျင်းအောင်ခောက်ပြီးပါကပထမအခင်းကိုအောက်ဆုံးမှာထားပါဒုတိယဆောင်းကိုအခင်းပေါ်မှာထားပါ တတိယခြင်အောင်ကိုစောင်းပေါ်မှာထားပါ နောက်ဆုံးတွင်ခေါင်းအုံးကိုထားပါထထသော အခင်းစောင်းခြင်အောင်ခေါင်းတို့သည်ညီညာစွာ ရှိနေရမည်